ါတို့ရဲ့မျက်နှာပေါ်ကိုလုံးဝမတင်သင့်တဲ့ပစ္စည်း၁၀ခုအကြောင်းကိုပြောပြမယ်။မင်္ဂလာပါကျမတို့ရဲ့ယူရီပါ။ အရေးပြချမ်းမရေးနဲ့အလှပကို knowledge sharing များလုပ်ပေးနေတယ်အလှပရေးရာဆရာဝန်လည်းဖြစ်တယ်လို့မြို့သမီးချမ်းမရေးကြောင့်ကိုဘူဒူတာ sharing လုပ်ပေးနေတယ်ဆရာဝန်လည်းဖြစ်ပါတယ်ဒရက်စီမားလည်းရှိကကြတော့တင်တဲ့နှစ်ခုရှိရဲ့ပထမတစ်ခုကကြတော့လူငယ်လေးတွေကိုဦးတည်ထားတဲ့တကူရေတန်ရှင်မှုနဲ့အနတ်သက်ကင်းစင်ခြင်းဆိုတဲ့အကြောင်းလေးပါဒုတိယတစ်ခုကကြတော့ filler အကြောင်းတည်ကောင်းစရာဆိုတဲ့အကြောင်းလေးပါအဲတော့ကလေးမလေးတွေငွေကြေးစင်မပြေဘူးဆရာဝန်မဟုတ်တဲ့လူတွေနဲ့တွားထိုးတဲ့အချိန်မှာမလိုအပ်ပဲနဲ့အသက်ဆုံးရှုံးမှုတွေဖြစ်တဲ့တာဝန်မယူမှုတွေဖြစ်တဲ့အချိန်မှာ ဒီဟာလေးတွေရှော့ချဖို့အတွက်ပေါ့သူတို့အတွက်လိုအပ်တဲ့အခြေခံဘူးသူတလေးတွေကိုပြပြထားတဲ့သင်တန်းလေးဖြစ်ပါတယ်။ဆိုတော့ဒီ class နှစ်ခုကို join ချင်တယ်ဆိုရင်တော့ Facebook page ကို Dr. Yuri ဆိုပြီးတော့ share လိုက်ပါ။ပြီးရင် Messenger ကိုတစ်ခါတည်းတန်းသွားပြီးတော့ admin C ကို private class လေး join ချင်လို့ပါလို့ပြောရင်ရပါပြီ။ဒါတို့မျိုးသမီးတွေကအလှတရာအရန်ကိုတန်ဖိုးထားကြတယ်။အာဒါတို့ငွေကုန်ကြေးကျခံမဲ့ဆိုရင်လည်းပဲဒါတို့လှဖို့အတွက်ဆိုရင်ကိုလှုပ်တယ်။ဒါတို့ကြော့ကြော့ရှင်းရှင်းလေးနဲ့တန်းတန်းရေးရလေးသင်ရတာကိုမျိုးသမီးတိုင်းကနှစ်သက်သဘောကျကြတယ်။အဲ့တော့တစ်ဖက်ကနေပြီးတော့လည်းပဲ ယ်သူများတွေကလှတယ်ကောင်းတယ်နေဒါလေးလုပ်ကြည့်ပါလားဆိုပြီးတော့ trend ဖြစ်တဲ့အရာတွေဆိုရင်လည်းပဲလိုက်ပြီးတော့ရှောက်သုံးခြင်းမြန်တယ်ပေါ့နော်အဲ့တော့ဘလို့ဖြစ်လဲဆိုတော့အဲ့လောက်တရာတို့အရင်နူးညံ့နေအဲဒီလှပတဲ့အရာ ပေါ်လာဒီမျက်နှာအပေါ်မှာသူများတွေညှိုးနေဟာအကုန်လုံးကိုမှန်သမျှကိုကောင်းတယ်ဆိုတိုင်းဟိုကိုတင်တဲ့အဲဒီ habits လေးပေါ်တော့အကျင့်လေးရှိနေတဲ့ဟာကကြောက် တခါလေးကြရင်ကောင်းတဲ့ဘက်ကိုရောက်သွားပြီမယ်လေတခါလေးကြရင်မကောင်းတဲ့ဘက်ကိုဆိုးကျိုးတွေဘက်ကိုအရန်ဟိုကိုဥတီတဲ့လိုမျိုးလဲဖြစ်သွားတတ်တယ်တချို့တွေဆိုရင်မျက်နှာလောင်သွားတယ်အချို့တွေဆိုအနေရွတ်တွေဖြစ်သွားတယ်အချို့တွေဆိုရင် skin barrier တွေပါရောပျက်စီးသွားပြီးရောဘာ skin care တင်နေဟိုကိုအစမပြေတော့တဲ့အနေအထားတွေဖြစ်သွားပြီးမှဆရာဝန်စီကိုပြေးရ တယ်အဲ့တော့ skin ကို recover ပြန်ဖြစ်ဖို့တို့ healing ဖြစ်ဖို့တော့ကိုနှိမ့်နဲ့ချီပြီးတော့ပြန်ဆောင်ရတဲ့အနေထားတွေမျိုးတွေဒီကိုဖြစ်တာပေါ့အဲ့တော့ဒီလိုဖြစ်ပါစေဆိုပြီးတော့ကိုရီးယားတော့ရည်ရွယ်ခဲ့တာမဟုတ်ဘူးဒါပေမဲ့ဇလန်းအစတွေကကြတော့အရန်နူးညံ့တဲ့ဒီမျက်နှာပေါ်မှာသူများတွေကကောင်းတယ်ပြောတာရွေးချယ်ရင်းနဲ့တော်တော် လေးလာမှုတွေအားနေခဲ့ရင်လည်းကိုဖြစ်သွားတဲ့အကျိုးသက်ရောက်မှုတွေပေါ့နော်ဆိုတော့အခုဒီဗီဒီယိုမှာကကြတော့ရုံးမျက်နှာပေါ်တင်လို့မရတဲ့ပစ္စည်းအနေရရှိတဲ့ပစ္စည်းတချို့ဟာတွေဆိုရင်လည်းဒေါက်တာတို့ကတင်လို့ရတယ်လို့မှတ်ယူထားတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်အဲအဲ့လိုမျိုးဟာတွေဆိုရင်ဒေါက်တာဒီမှာဒီလုံးဝဘယ်ပစ္စည်းကတင်လို့မရအောင်လဲဆိုတာကိုတခုချင်းစီပြပြပါမယ်နံပါတ်1ကကြတော့ပါရာဘန်ပါပါရာဘန်ကကြတော့ဟိုဘယ်မှာတွေ့ရမလဲဆိုရင်ဈေးအင်းပေါ်လွန်အားကြီးတယ်မွတ်စတရိုက်ဇာတို့မိတ်ကပ်တို့ပြီးတော့ face cream တို့အဲ့လိုမျိုး community မှာတော့ paraben တွေ့ရမှာဖြစ်ပါတယ်အဓိကကကြတော့သူက skin care တွေဒီ cosmetic တွေကို preservative အနေနဲ့ကြာရှည်အကြာကြီးခံအောင် shelf life တွေခံအောင်တူအောင်ကိုသူကထည့်ထားတဲ့ပစ္စည်းဖြစ်ပါတယ်အဲ့ဒီအရာကကြတော့တို့ အရဲ skin barrier ကိုလည်းအာကြာလာလေးလေးအာကြန့်ခိုင်မှုအားနည်းအောင်တော့လေလုတ်ပေးတယ်လို့မျိုးပို့ဖြစ်စေတယ်အာဟာရနဲ့အတူတူသူဒီဒရလိုဂျီ breast cancer တွေထိကိုဖြစ်စေနိုင်တဲ့အနေအထားထိကိုသွားနိုင်တယ်နံပါတ်2ကကြတော့ဒါတို့ body lotion body lotion ဒီ body အတွက်ပဲထုတ်ထားတာဖြစ်ပါတယ်အာကုမ္ပဏီကနေပြီးတော့ဒီ product က body of face ရောတုံးလို့ရပါတယ်လို့ claim မလုပ်ထားတရွေကို သူတို့က body လို့ပဲပြောထားရဲဆိုရင်ဒါဒီခန္ဓာကိုယ်အတွက်ပဲသုံးဖို့ကျုံးဝင်ပါတယ်ဒီပစ္စည်းကိုတော့မျက်နှာပေါ်တင်လို့မရပါဘူး အကြောင်းရင်းကားကြတော့သူ့ထဲမှာပါဒီပုံမှန်ထပ်ပို့ပြီးတော့ creaming ပို့ဖြစ်တယ်ပြီးတော့ဒီထဲမှာပါတဲ့ဟာတွေဒီအနံ့ကိုအဓိကအထူးပြုပြီးတော့စိတ်ကို refresh ဖြစ်အောင်တော့ကိုလှုပ်ထားတဲ့ဟာတွေဖြစ်တယ်ဆိုတော့အဲ့လိုမျိုးအရာတွေဒီကလည်း pH ကလည်းမျက်နှာပေါ်မှာတင်ရမယ့်ဟာ ਨੇ မတူပါဘူးအဲ့တော့ဒီလိုမျိုးပစ္စည်းတွေ body cream တွေကကြတော့တို့မျက်နှာပေါ်တင်လိုက်မျက်နှာ pH အပြောင်းလဲဖြစ်သွားစေတာဖြစ်တဲ့အတွက်မျက်နှာ irritation ဖြစ်တယ်မလိုအပ်ပဲနဲ့ watch and break out ဖြစ်တာမျိုးတွေကိုဖြစ်တတ်ပါတယ်နံပါတ်3ချက်ကကြတော့အရန်ပူလွန်အားကြီးတဲ့ရေတွေနဲ့ချိုးတာမျက်နှာပေါ်တင်တာမျိုးပေါ့ ဆိုတော့မျိုးသမီးတွေကကျတော့ဒီမျက်နှာပေါ်မှာတခါလေကြာရင်ဆိုရင်လိုအပ်တာထက်ပိုပြီးတော့ hot water တွေသုံးတယ်ပေါင်းတယ်မျက်နှာနူးညံ့သွားတယ်ဆိုတော့ reason အမျိုးမျိုးနဲ့ကိုအရင်ပူလွန်အားကြီးတဲ့ temperature တွေနဲ့သုံးတဲ့အချိန်မှာဒေါက်တာတို့ natural lipids တွေဒေါက်တာတို့မျက်နှာပေါ်ဟာတွေအကုန်လုံးဒီဆုံးရှုံးသွားတယ်ပြီးတော့အရေးပြားက၆သွေးသွားတယ်ဒေါက်တာတို့ရဲ့သတိုင်းလိုမျိုးကစီထားတဲ့ဒီ skin barrier ကလည်းပဲစပြီးပြည့်စည်လာတယ်ပြီးတော့ရေတဲ့ဆုံးရှုံးမှုတွေက trans epidermal water loss တွေလည်းအများကြီး ဖြစ်သွားနိုင်မယ်အဲ့ချိန်ကျရင်ဆိုရင်လုံးလိုက်တုံးကကြတော့ဒီတစ်ချိန်ပဲ hot water နဲ့လုံးလိုက်တာဒါပေမဲ့နောက်ရက်တွေမှာ အရန်ထူးထူးခြားခြားဟိုကိုအဆင်မပြေတဲ့လက္ခဏာတွေနဲ့တစ်မျိုးပြီးတစ်မျိုးကုလို့မမပြီးလောက်အောင်အောင်ကိုဖြစ်လာမျိုးလေးဖြစ်တတ်ပါတယ်ဆိုတော့ဒါတော့သတိထားစီချင်တယ်နောက်တစ်ခုကကြတော့လီမွန်တန်မြာဒီမျက်နှာပေါ်ဒါတို့ဒီ DIY တို့ homemade တို့အဲ့လိုမျိုးတွေအရန်လုပ်ကြတယ်ဒါတို့ဒီဘက်ကလူတွေရလေအာဘာဖြစ်လဲဆိုတော့ဒါတို့ဒီ skin ရဲ့မျက်နှာရဲ့ pH level ကကြတော့ဒါတို့ဒီ5ပတ်ချာလဲလောက်သွားတယ်ပေါ့နော်ဒီတန်မြာမှာရှိတဲ့ဟာကကြတော့ pH ကကြတော့2ပတ်ချာလဲလောက်ဖြစ်တယ်အရန်ကို acidity ဖြစ်တဲ့ဘက်ကိုသွားတယ်အဲ့ဟာဒီအက ွင်းလိုက်အကွင်းလိုက်ဒီဒီလိုမျိုးလောက်တာတွေကကျတော့မျက်နှာ skin barrier ကိုပျော်စီးဖို့အတွက်အရန်ကိုကိုကဥတည်နေသလိုမျိုးဖြစ်တယ်ပြီးတော့နောက်တစ်ခုတံမြားထဲမှာပါတဲ့ ingredient ကိုကကျတော့ furocumarin ဆိုတဲ့ဟာပါတယ်ဒါဒါ အဲ့ဒီကြောင်လေးနဲ့ပတ်သက်ပြီးရောဗီဒီယိုတစ်ခုတော့လိုပေးဘူးပါတယ်အဲ့ဒီဗီဒီယိုလေးကိုလည်းဒါဒါလင်းရဲ့အောက်မှာချထားပေးမယ်အဲ့ဒါဘာကြောင်လေးလဲဆိုတော့အဲ့ဖီတိုကူမာရင်ကကြာတော့ရမျက်နှာပေါ်မှာဒီတိုင်းလေးထားထားရင်ဆင်ပြေတယ်ဒီလီမွန်လေးအဆင်ပြေတယ်ဒါပေမဲ့နောက်နေ့မနေ့အပြင်ကိုရောက်သွားတဲ့အချိန်ကျရင်နေအောင်ကြီးပြင်းသည်ဖြစ်စီပြော့သည်ဖြစ်စီတိမ်ထူနေရင်ဒါမှဒီအလင်းအောင်နဲ့အပြင်ဟာနဲ့တွေးလိုက်တဲ့အချိန်မှာ ိုလှုပ်ထားတဲ့အတိုင်းကိုကိုအကွင်းလိုက်ကွင်းလိုက်မဲနေရမျိုးပေါ့မျက်နှာမဲသွားတာပေါ့အဲငါလှကျင်လို့ဟိုကျနေရမှာဒီဟိုဗိုက်တာမင်စီဆိုပြီးတော့အဲလီမွန်နေနဲ့လောက်ကပဲရှိသေးတယ်နောက်ရက်အဲအကွင်းလိုက်ကြီးမျက်နှာမဲသွားတယ်ဆိုတဲ့ကိစ္စမျိုးပေါ့အဲဟာကိုတို့ကကျတော့ဖိုက်တိုဖိုတိုဒါမတိုက်တစ်လို့သုံးပါတယ်နောက်တစ်ခုကကျတော့ထူဖေ့သွားတိုက်ဆေးတွေ အာတော်တို့အရင်လောက်တက်ကြဟဲ့နေဝင်းချန်ထွက်နေလားအဲတခုခုဆိုရင်လည်းပဲဟဲ့နေဟိုဟာအနာဖြစ်နေပြီဟို blister လေးထွက်နေပြီရေကြီးထွက်နေပြီ your watch ဟိုဟာဗာလဲ two face တွေသွားတိုက်စီလေးအုပ်လိုက်ဆိုပြီးတော့အဲ့လိုမျိုးတွေအရင်လောက်ကြရယ်နော်အဲ့ဟာအဲ့လိုမျိုးလုံးရအောင်ဘာဖြစ်စော်ဒီ two face တဲမှာကတော်တို့ဒီအာခန္ဓာကိုယ်ကို irritate ဖြစ်စေတဲ့ trilosan ပါတယ်ပြီးတော့ menthol ပါတယ် baking soda တွေပါတယ်ဒီအရာတွေဒီတို့ရေပြာကိုလောင်မြိုင်အောင်လောက်ထိကိုကို လုပ်ပေးနိုင်တယ် ဆိုတော့တို့ထင်နေခဲ့တာတွေအကုန်လုံးကအယူအမှားတွေပါပြီးတော့နောက်တစ်ခုကကျတော့ baking soda လုံးဝမျက်နှာပေါ်တင်လို့မရပါဘူး baking soda ရဲ့ pH က9လောက်ရှိပါတယ်ကျွန်တော်အရေးပါကကြာ5.5လောက်ပါပဲအရန်ဟို airline ဖြစ်သွားပါလိမ့်မယ်ဆိုတော့မလိုအပ်တဲ့ side effect တွေအများကြီးဖြစ်လာနိုင်တယ် irritate ဖြစ်သွားနိုင်တယ်အ skin barrier လေးတွေအများကြီးပျက်စီးနိုင်တယ်နောက်တစ်ခုကကျတော့ glue glue ကိစ္စကကျတော့ဟို glue ဒီ glue ဒီဒီတော်တော်တို့တစ်ခါလေးကျနေတောင်လေးတွေ ကတ်တယ်ဂူးကိစ္စတော့မှကြားမိမယ်ထင်ပါတယ်ဟိုတော့လောကအရင်ပေါ်ပူလာဖြစ်သွားတယ်အာဒီ address တယောက်ကနေပြီးတော့သူဒီ glue လေးကတ်လိုက်တဲ့အချိန်မှာမျက်လုံးရောင်ပြီးတော့တမန်းအားလုံးကိုဖြစ်သွားတာပေါ့ဆိုတော့အဲလူတိုင်းကဒီ glue ကတ်နေကြပါပဲမျက်တောင်ကတ်တာပဲငါဘာမှမဖြစ်ဘူးအဲသူကြမှာကန်ဆိုးရလိုက်ရကြလေချင်းအဲ့လိုမျိုးတွေတော့ရှိရပါတော့ဒီတရားမှာတယောက်ဆိုတာတော့အမြင်ရှိရတယ်မြတ်ကိုတီထားမှာကကြတော့ဒီ glue တွေဒီတော်တော်တို့အရေးပြတော့ကိုတအားကို hash ဖြစ်တာဖြစ်ပါတယ် sensitivity ဆိုတာကတော့ပြောလို့မရပါဘူးအရင်တစ်ခေါက်တော့မဖြစ်ပေမဲ့ဒီအချိန်မှာကျတော့ဖြစ်ရှင်သူသူထားဖြစ်သွားတာမျိုးတွေရှိတယ်ဆိုတော့ဒါကတော့ဒီလိုမျိုးတွေအရင်အချိန်ကြာကြီးတွေလောက်တာတော့အဲအဲ့လိုမျိုးလောက်တာတွေတော့ဒါတော့အာမပေးဘူးနောက်တစ်ခုကကျတော့ဘာဆုပ်လေးဘာဘာဆုပ်ကကျတော့လေပြင်နိုင်မျက်နှာပေါ်ဆိုရင်မျက်နှာအတွက်ပဲလှုပ်ထားတဲ့ဟာဒီကိုပဲသုံးစီခြင်းနဲ့ဒါတော့မှသူတို့တွေတီထည့်ထားတဲ့ဟာဒီတီ အာဒီ surfactants ကြီးနည်းနည်းပါတယ် sodium chloride surface လို့သုံးတဲ့ဟာပေါ့အဓိကအမြုပ်အများကြီးထွက်အောင်တော့ကိုသူတို့ထည့်ထားမျိုးလေးပေါ့နော်ဆိုတော့ဒါတွေကကြတော့တို့တို့အရေးပြောက် dryness ရစီရယ် irritate လည်းဖြစ်စေနိုင်တယ်ပြီးတော့တို့တို့ဒီ skin လေးထဲမှာဆိုရင်အကျိုးရှိအကောင်လေးတွေအများကြီးရှိရယ်ဆိုတော့ဒီကောင်လေးတွေထေသွားတဲ့ချိန်ကျလိုလိုနေရင်လည်းဒေါက်တာတို့ဒီ infection prone ဖြစ်လာမျိုးလေးတွေဖြစ်လာတတ်တယ်ဆိုတော့အဲ့ဟာလေးသတိထားစီစဉ်နေနောက်တစ်ခုကကြတော့ coconut wine ကိုနော်ကျွန်တော်တို့လူမျိုးတွေကိုပြန်ပြီးတော့စူးအောင်မှာပေါ့နော်ကျွန်တော်တို့ဒီအစီမှန်သမျှသဘောရတဲ့အရာမှန်သမျှအကုန်လုံးဒီဗမာလိန်လိန် all in one 96ပါယောဂပျောက်တယ်လို့မျိုးအရင်တည်းလောက်တကြရတယ်ဆိုတော့ကိုကိုနော် why ဒီသူကခူမီရိုဂျန်နစ်အဝိုင်းဖြစ်ပါတယ်ဒီအပေါ်မှာမျက်နှာအပေါ်မှာကျွန်တော်တို့ချွေးပေါက်တွေများကများနေအဲ့ဒီဟာကိုပိတ်ထားတဲ့ချိန်မှာဆိုရင်ဒီခူမီရိုဂျန်နစ်ဖြစ်တာဖြစ်တဲ့အတွက် acne အာ ရုတ်တရက်ထွက်လာတာမျိုးတွေ clock hall ရှိဖြစ်တာမျိုးတွေကအရန်ဟိုကိုဖြစ်လွယ်ပါတယ်ဆိုတော့ဒီ coconut wine တွေဒီတော်တို့ဒီအပေါ်မှာတင်းလို့ကောင်းတဲ့ပစ္စည်းရောမဟုတ်ပါဘူး skin ကိုတော်တို့ဒီတစ်ခါလေးကျရင် breathe လောက်ခိုင်းမှုတော့လိုတယ်ဒါကိုအတင်းနေတော်တို့ဒီအတင်းကြက်သွားပြီးတော့တင်းလို့ရတဲ့ပစ္စည်းမဟုတ်ပါဘူးနောက်တစ်ခုကကြတော့ ကစီကောက်တာပေါ့နော်ဆန်းရွှေနေဝယ်ထားတယ်တကယ်ကကျတော့ဆန်းရွှေတပူတော့နှစ်လားလောက်ပတ်ချာလဲသုံးရင်တောင်မှဒါလုံးလုံးကြော်ရော်ဖြစ်နေပါပြီဒါကိုဆန်းရွှေတပူကိုတော့နှစ်တန်လဲမကုန်းနှစ်နှစ်တန်လဲမကုန်းအဲ့ဒီဆန်းရွှေကိုကြီးလိုက်ရင်ဆိုရင်လုံးဝ expire တော့ဖြစ်နေပြီပြီးဆန်းရွှေလေးလိမ့်တဲ့ချိန်ကျခုနာတတူဒီနာတတူလေးနဲ့ပေါ့နော်ဆိုတော့ expire ဖြစ်နေတဲ့ဒီ sunscreen ကိုဒေါ်တာတို့သုံးတာကဒေါ်တာတို့မျက်နှာတော့အရန်ဟုတ်ကိုအန်ရရှိပါတယ်။ငါကိုရေက sunscreen ထဲမှာထည့်ထားတဲ့ပစ္စည်းတွေဒီအနေနဲ့ညာ filter ရှိကြတယ်တို့ရဲ့မျက်နှာပေါ်ကို block ဖြစ်စေနိုင်တယ် irritate ဖြစ်စေနိုင်တယ်အဲ့တော့တချို့ဆန်းဆွင်တော်တော်ကြီးကိုတချို့ company ဆိုရင်တော်တော်ဒီလိုမျိုး block မဖြစ်အောင်တော့ကိုသူတို့ filter လေးတွေတော်တော် queue ဆိုင်ပြီးရွေးချယ်ရတာမျိုးတွေရှိရယ်ဆိုတော့အဲ့ဘောကကြောင့်ပြ general အကြီး general အရာကကြတော့ဆန်းဆွင်ထဲမှာပါတဲ့ full coverage ရှိဖြစ်တဲ့ဟာတွေဒီတော်တို့ကို block ဖြစ်စေဖို့ potential ရှိတယ်ဆိုတာတော့သိထားရမယ်အဲ့အရာမှာကော inspire ဖြစ်နေတဲ့ဟာကိုမျက်နှာပေါ်မှာတန်းတင်လိုက်တယ်ဆိုရင်တော့ငါတို့အနေနဲ့ကကြတော့ တော်တော်ဆင်ပြေဘူးပေါ့နော်အားကြောင့်တချို့ညီဒီဆန်ဆွေနဲ့မတည့်ဘူးဆန်ဆွေကဘာဖြစ်တာလဲမသိဘူး skin barrier ကပြတ်သွားတယ်ဆိုတဲ့ပြဿနာလေးဖြစ်ကြပေါ့နော်ကဲဆိုတော့ဒီ video ကနေပြီးတော့ဒီပစ္စည်းလေးတွေတင်နေချိန်ကြရင်တော်တော် skin barrier ဘယ်လောက်ထိပျက်စီးနိုင်လဲဆိုတဲ့အတွေးခေါ်လေးတော့ရသွားမယ်ထင်ပါတယ်ဒီ video ကအများကြီးကြိုးရှိမယ်လို့မျှော်လင့်ပါတယ်